ံးမဲမင်္ဂလာပါအခုဒီပန်းခောက်တာလေးပြမယ်ဒါလေးလှုပ်ဖို့အတွက်ကို ပစင်းကောင်းသည်ဒီအနီအောင်ကျိုးလေးကကောင်းသည်ဘတ်ဆိုရင်16လက်မလို့မယ်အာ14လက်မလို့မယ်ကောင်းသည်ဘတ်သည်14လက်မအဲ့တော့ခွင်းဘတ်ဆိုလို့ရှိရင်17လက်မပဲလို့မှာနော်14လက်မကောင်းသည်ဘတ်ကဒီအယောင်ဆက်ကျိုးရကြတော့တကျိုးကို17လက်မစီဖြတ်ထားမယ်နော်အခုခွင်းဘတ်ဆိုလို့ရှိရင်17လက်မ၃ကျိုးဖြစ်သွားလိမ့်မယ် စတလမအနီလေးဆက်တက်တာတော့အားလုံးစတလမမှာကြီးပဲเนาะဟိုအဲ့ဒါပြီးကွင်းနေကွင်းမယ်ဒီဘက်မှာကျူဟာနှစ်လက်မခွဲအရှိကျန်ရမယ်ကွင်းကွင်းပြီးအကျန်ဒီမှာနှစ်လက်မခွဲเนาะနှစ်လက်မခွဲအကျန်ဒါဆိုရင်ရပြီရပြီဆိုလို့ရှိရင်အခုဒီမှာစတလမနောက်နှစ်ချောင်းချုပ်ရိုးတွေကိုအောက်မှာပဲထားမယ်เนาะချုပ်ရိုးအပေါ်ထားမိမယ်တတိထားစတလမနောက်ထပ်နှစ်ချောင်းကိုဒီဇိုင်းလေးညှက်မယ် ပြီးွားရင်မီတို့မယ်မီတို့အဲ့ဒါပြီးွားရင် အခုဒီမှာရှိနေတဲ့နှစ်လက်မခွဲနဲ့လာထားပြီးအခွေခွေမယ်နှစ်လက်မခွဲလေးကိုလည်းမီနေနေနဲ့တို့မယ်ငါ၃ကျိုး၃ကျိုးစလုံးကိုအခွေခွေွားမယ်၃ရောင်ဆက်ထားတာဆိုတော့၃ကျိုးကင်ွားမယ်အပေါ်နဲ့ကြီးလိုက်ရင်၃အောင်စလုံးပေါ်အောင်ခွေမယ်နော် တကြွာအောက်ရောက်နေတဲ့အပေါ်ရောက်နေတယ်မဖြစ်ပါစေနဲ့အခွေကိုညီရမယ်သုံးအောင်လုံးနဲ့ပေါ်ရမယ်နှာအောင်ခွေမယ်အခွေကိုကြစ်ကြစ်လွတ်လွတ်လေးခွေမယ်နော်အယောင်ဒီလဲအကုန်မြင်ရအောင်ခွေပေးရမယ်ခွေပြီးသွားပြီဆိုရင်ခုဒီမှာသူ့ကိုအချီအပြောက်လိုက်တော့မယ် တခွေလုံးကိုအချစ်အပြအပေါင်းလက္ခဏာလိုက်ပြီးတုပ်ပေးပါနော်။ တခွေလုံးခိုင်နေထိတုံမယ်နော်ဒီမှာလေးဘက်လေးလံဒီမှာနော်အကုန်လုံးလိုက်တုတ်ထားတယ်ခိုင်းနေအောင်ကျစ်နေအောင်လိုက်တုတ်မယ်တုတ်ပြီးသွားပြီဆိုရင်အခုသူ့ဒီလိုလာမယ်ဒီကျေတီခွင်းရဲ့ထိတ်တဲမှာထပ်ပြီးလာတုတ်မယ်ဒီကျိုးလေးဒီကြည်ဒီခွင်းနဲ့အခုထိတ်ရဲ့ ဒီလိုတက်တက်မဟုတ်ဘူးဒီဘက်ကလေးနည်းနည်းလေးမတိမတာလေးတစိမ့်စာလေးလောက်စောင်းပြီးတော့တုံမယ်အချင်နဲ့တစ်ချက်လောက်အဝင်ထွက်လုပ်လိုက်ရင်ရပြီနော်ကျေးဇူးကွင်းကိုနည်းနည်းလေးမတိမတာလေးစောင်းပြီးတော့တုတ်တယ်ဘာဆိုတော့ဒီမှာ ပန်းပုံလေးက အဆောင်လေးတွေတတ်ထားတာမို့လို့လေဒီလူလေးလာမှာမို့လို့အဆောင်လေးလာမှာမို့လို့ညနေလေးစောင်းပြီးတော့တုတ်လိုက်တယ်တုတ်ပြီးသွားပြီဆိုရင်အခုဒီတုတ်လိုက်တဲ့ဒီနေရာနေပြီးတော့ငါးလက်မအောင်တိုင်မယ်ဒီနေရာနေပြီးတော့ငါးလက်မဟိုမှာငါးလက်မအောင်ပို့တဲ့ဟာလေးတွေအကုန်လုံးညှက်ထုတ်မယ်အဆိုရင်ညပြီအဲ့ဒါပြီးရင်ညှက်ထားတဲ့ဟာလေးတွေမိတွတ် အဲ့ဒါပြီးရင်သူ့ကိုအခွေခွေမယ်ခွေခွေတာက ကိုယ့်ဘက်ချံကိုဒီလိုထားထားတဲ့ဟာနော် ကိုယ့်ဘက်ကိုခွေရမှာသုံးကျိုးစလုံးကိုယ့်ဘက်ကိုကိုခွေသွားမှာပါခွေခွေရင်အခွေလေးတွေကိုချစ်ချစ်လေးလေးခွေမယ်ခွေပြီးရင်ဇာကနာကိုဖြုတ်မယ်အလဲဦးလေးတွေကိုစုမထွက်အောင်လက်နဲ့လိုက်ပြင်ပေးအဲ့ဒါပြီးရင်သူ့ အချီအပြောက်လေးဘက်လေးလံတုံမယ်အချီအပြောက်တုံမယ်အောက်ကနေပြီးတော့ဒီမှာနှစ်ခွေစလုံးကိုထိုးပြီးတော့တက်လာမယ်ခုနတော့ပြောသလိုပဲအခွေကိုသူ့ရဲ့တက်တက်မှမထားဘူးဒီဘက်ကလေးနည်းနည်းလေးစောင်းပြီးတော့တင်ထားတယ်နော်ဒီအနီရောင်အခွေလေးကိုလေနည်းနည်းစောင်းစောင်းလေးတွေပဲတင်သွားမယ်အခွေကို ်မပြန်မယ်မတော်ရသေးဘူးဟိုဒီလိုမျိုးလေးဒီလိုတက်တက်မဟုတ်ဘူးဒီဘက်ကလေးနည်းနည်းအသာပေးထားတယ်နော်ဒီလိုကင်လိုက်လို့ရှိရင်ညာဘက်ကိုနည်းနည်းအသာပေးပြီးတော့ထားထားတယ်အရာကိုလေးဘက်စလုံးပတ်လက်ခိုင်ညာတော့တုံမယ်ဒီအနီရအခွေလေးကိုပတ်လက်ခိုင်ညာတော့တုတ်ပြီးသွားပြီဆိုရင်ဒီရာနဲ့တောင်လည်းနှစ်ချက်သုံးချက်လောက်ထိုးပါမယ်ခိုင်သွားတဲ့အထိမာလေးဘက်လေးလံအပေါင်းလက္ခဏာတုတ်လိုက်ပြီးပြီးသွားရင်ဒီအခွေနဲ့ဒီအခွေလည်းနှစ်ချက်သုံးချက်ထိုးထားတယ် ချိုးပြီးသွားပြီဆိုရင်နောက်တစ်ကြိုးထပ်လုပ်မယ်နောက်တစ်ကြိုးလည်းခုနအတိုင်းပဲခွေမယ်ခွေပြီးအချီပြောက်တုပ်မယ်ခွေပြီးရင်သူ့လည်း အချစ်အပြောင်းတုံမယ်သူလည်းအဲ့လိုပဲဒီအခွေနဲ့တက်တက်ကိုလာမတင်ဘူးတက်ရမတင်ဘူးဒီဘက်ကလေးနည်းနည်းလေးစောင်းပြီးတော့လာမှာမပုံမလိုမျိုးတစ်ခုတက်တစ်ခုဒီဒီထိတ်တက်တက်ကိုလာမတင်ဘူးအနောက်ကလေးကိုငတ်ငတ်ကလေးအနောက်ကလေးငတ်ငတ်ကလေးလာလာတွဲသွားမှာနော်ဒီလိုမျိုးလေးအဲ့တော့ဒီလိုလာမယ်ပြီးရင်သူလည်းအဲ့လိုပဲအချစ်အပြောင်းတုံမယ်ဒီဟန်နာဟာကြတော့ဒီတိုင်းလေးပဲထားရမယ်ဒီနေရာလေးတွေမတုတ်ဘူးလွှတ်ထားမှာနော်ဟိုအဲ့ဆိုလို့ရှိရင်သူ့ အချစ်အပြောက်တော့ရမယ်နောက်ဘက်မှာခိုင်ရတော့ပြီးဒီနှစ်ခွေကိုလည်းလာတော့เนาะအဲ့ဒါပြီးနောက်တစ်ခွေကိုလုံမယ်သူလည်းပထမအခွေတွေလိုပဲကိုယ့်ဘက်ကိုကိုယ်ခွေမယ် ခွေတွေတုတ်တက်ခါကြလို့ရှိရင်အဝါရံအခွေ တုတ်ရင်အချစ်အဝါနဲ့တုတ်အနီရအခွေတုတ်တဲ့ချိန်မှာအချစ်အနီနဲ့တုတ်အယောင်တူတာလေးနဲ့တုတ်ပဲနော်အဲ့ဒါမှသာဘေးရလဲကျိုးတွေကမပေါ်ပဲနဲ့ပို့ပြီးတက်ရအောင်လို့လေနော်သုံးွေစလုံးကိုကိုဘက်ပဲကိုလှဲ့ခွေတာအခုဒီကလည်းအဲ့လိုပဲသူ့ရဲ့ထိတ်တက်တက်လာမတင်ဘူးဒီနားလေးလောက်မှာပဲထားမှာနော် အဲ့လိုမျိုးထားထားပြီးအနောက်ဘက်ကိုလှည့်ပြီးတုံမယ်အချီအပြောက်လေးဘက်လေးလက်တုပ်ပြီးအောက်ကအခွေနဲ့သွားတွဲသွားမှာနော်အားတိုင်းတို့ပဲအချီနဲ့ကတော့ရောင်တူတုံးနော်ဒီချဲကဒီမှာရှိတဲ့အယောင်တွေသုံးထားတာမတူတဲ့အယောင်တွေကိုလည်းတမင်ရွှေသုံးထားတယ်တချို့ရတယ်ဆိုရင်ကြည့်တဲ့အခါကျရင်လွယ်အောင်လို့ဆိုပြီးတော့ကိုယ့်ဘက်ကကိုယ်ကတော့ရောင်တူပဲသုံးမယ်နော် တ်လေကိုအရင်ခိုင်အောင်အရင်တုပ်ပြီးွားပြီဆိုလို့ရှိရင်အောက်ကအခွေနဲ့ကိုထားမဲ့နေရာလေးမှာသွတ်ထားပြီးတော့အပေါ်ခွေနဲ့အောက်ခွေနဲ့ကိုခိုင်အောင်တစ်ခါထပ်တုပ်အဲ့လိုတုပ်မယ်နော်ဒါပတ်လေတုပ်ပြီးွားပြီဆိုတော့ကိုထားခြင်းနဲ့နေရာလေးဟမ်ဒီလားလားဆိုရင်ရပြီသူရဲ့တက်တက်ကိုမတင်ဘူးနည်းနည်းလေးဆောင်းဆောင်းမိထားနေကြအဲ့တော့သူ့လည်းအဲ့လိုပဲဆောင်းဆောင်းနေထားမယ် စံဆောင်လေးထားအပေါ်နဲ့အောက်နဲ့တခါထပ်ပြီးတော့တုပ်ပေါ်ခွေနဲ့အောက်ခွေကို3-5ချက်လောက်ထိ ထိုးမယ်ခိုင်တဲ့အထိမခိုင်မချင်းတုပ်မယ်နော်ကျိုးတွေကတောက်တောက်တင်းတင်းလေးဖြစ်နေတဲ့အထိတုပ်မယ် ဆွဲရခင်ဟိုတီချယ်ဆွဲတို့စာကနာနဲ့ဆွဲနော်တီချယ်လက်ကချောနေတယ်လက်ကစီနေနေမလို့အဲ့ဆိုလို့ရှိရင်ရပြီကိုလိုချင်တဲ့လောက်အနေထားထိခိုင်တဲ့ထိတုပ်တုပ်ပြီးတော့ပြီဆိုလို့ရှိရင်အနောက်မှာအချစ်တုပ်ပြီးဖြားလာမယ်နော် အဲဆိုရင်ရပြီဒီဘေးကိုလာမတုတ်ဘူးเนาะဒီလိုအဝိုက်ကလေးပုံလေးထွက်နေစီခြင်းတော့ဘေးကိုတမင်ကိုမတုတ်တာဘူးဒါဆိုလို့ရှိရင်ပစင်းကောင်းသီးနဲ့ခွင်းနဲ့တစုံစာရပြီအယောင်ကိုဟိုဘက်နဲ့ဒီဘက်ထားတာတူရမယ်ထိတ်ဆုံးမှာအဝါအဝါစိမ့်နီဝါစိမ့်နီတူရမယ်เนาะအဲ့ဒါလေးတွေကိုတတိထားပြီ